တ်ဆန်မကုန်မင်းနဲ့ကိုကာရလက်ကျင်ကန်လုံမယ်ဆိုလို့ရှင်အကောင်းဆုံးနီလန်တစ်ခုကကြတော့လမ်းလျှောက်တာပဲဖြစ်ပါတယ်လမ်းလျှောက်တယ်ဆိုတာကပဆန်မကုန်ပါဘူးရိုးရှင်းပါတယ်အလွယ်တကူပြုတ်လုလို့ရပါတယ်ကိုရဲ့အိမ်ထဲမှာလမ်းလျှောက်တာဖြစ်ဖြစ်ကိုရဲ့လမ်းထဲမှာလမ်းလျှောက်တာဖြစ်ဖြစ်ကိုရဲ့ခြံထဲမှာလမ်းလျှောက်တာဖြစ်ဖြစ်ပြုတ်လုလို့ရပါတယ်ဒါမှမဟုတ်ပြေးဆက်ပုံမှာပြေးပြီးတော့လမ်းလျှောက်တာမျိုးလည်းပြုတ်လုလို့ရပါတယ်လမ်းလျှောက်တာကအကောင်းကျိုးတွေအများကြီးရှိပါတယ် ဒီနေ့မှာတော့ကျွန်တော်ကလမ်းလျှောက်ခြင်းရဲ့ခေါင်းကျုပ်တွေကိုပြပြပေးသွားမှာဖြစ်ပါတယ်။ပထမအချက်ကကြတော့လမ်းလျှောက်တာကစိတ်ဖိစီးမှုတွေကိုရောကြစေပါတယ်။ဒါအပြင်ဥမာစိတ်ကိုလည်းကြည်လင်လမ်းဆန်းစေပါတယ်။တကယ်လို့သင်ကစိုးရိမ်စိတ်များတတ်တဲ့လူတစ်ယောက်ဆိုလို့ရှိရင်လမ်းလျှောက်ဖို့အကြံပေးပါစေ။လမ်းလျှောက်တာကခန္ဓာကိုယ်မှာအန်ဒော်ဖင်ဟော်မုန်းကိုထွက်စေပါတယ်။ဒီလိုနည်းလမ်းနဲ့စိတ်ကိုကြည်လင်စေတယ်။ဒါအပြင်ဥမာအိပ်စက်ဖို့အတွက်လည်းအထောက်အကူပြုမှာဖြစ်ပါတယ်။ ဒါအပြင်မှအတွေးခေါ်တွေကိုလည်းကောင်းမွန်စေပြီးတော့မှတ်ဉဏ်ကောင်းမွန်မှုအတွက်လည်းအထောက်အကူပြုတာဖြစ်ပါတယ်။ဒါကစိတ်ပိုင်းဆိုင်ရာကျန်းမာရေးအတွက်ဖြစ်ပါတယ်။နောက်တစ်ချက်ကကြတော့ရုပ်ပိုင်းဆိုင်ရာကျန်းမာရေးတွေအတွက်ဖြစ်ပါတယ်။လက်ပုံမဲ့ရှောက်မဲ့ဆိုလို့ရှိရင်နှလုံးနဲ့သွေးကြောတွေရဲ့ကျန်းမာရေးကိုကောင်းမွန်စေပါတယ်။သွေးပောင်ကိုထိန်းညှိပေးတဲ့နေရာမှာလည်းအထောက်ကူပြုနိုင်ပါတယ်ဒီလိုနီးလက်နဲ့နှလုံးရဲ့အကျန်းအမာကြီးကိုကောင်းမွန်စေတာဖြစ်ပါတယ်ဒါအပြင်ဥမလမ်းပုံမှန်လျှောက်တာက ကယ်လိုရီကိုလောင်ကျွမ်းစေပါတယ်အဆီတွေကိုလောင်ကျွမ်းစေပါတယ်ဒီလိုနီးလန့်တဲ့ခန္ဓာကိုယ်မှာကိုယ်လေးချိန်ရှော့ချဖို့အတွက်လည်းအထောက်အကူပြုပါတယ်ဒါအပြင်ခန္ဓာကိုယ်မှာရှိတဲ့ကြွက်သားတွေတန်ဆွမ်းဖို့အတွက်လည်းအထောက်အကူပြုပါတယ်ကြွက်သားတွေတင်မဟုတ်ပါဘူးအရိုးတွေတန်ဆွမ်းဖို့အတွက်လည်းအများကြီးအထောက်အကူပြုပါတယ်ဒါပြေုံမှနတ္တရှိယောဂါတွေဖြစ်တဲ့စီတိုယောဂါသွေးရောယောဂါလေဖြတ်တာနှလုံးယောဂါဒီလိုမျိုးယောဂါတွေဖြစ်နိုင်ခြေကိုလည်းရှော့ချပေးတာဖြစ်ပါတယ်အစ်စ်ရဲ့ ကျမ်းမာရေးကိုလည်းကောင်းမွန်စေပါတယ်။ဒါကြောင့်မလို့ကိုကနတ်သားရှိယောဂါတွေရှိနေခဲ့မယ်။သို့မဟုတ်နတ်သားရှိယောဂါတွေဖြစ်မှာကြောက်နေခဲ့မယ်ဆိုလို့ရှိရင်လမ်းလျှောက်ဖို့အကြံပေးပါရစေ။နတ်သားရှိယောဂါတွေရှိနေခဲ့မယ်ဆိုလို့ရှိရင်လည်းလမ်းကိုပုံမှန်လျှောက်တာကဒီယောဂါတွေကိုထိမှုအတွက်အများကြီးထောက်ကိုပြုမှာဖြစ်ပါတယ်။ဒါပြေုံမှာလမ်းလျှောက်တာကအသက်ရှိဖို့အတွက်လည်းအထောက်ကိုပြုရလို့ဆိုပါတယ်။ဒါအပြင်တချို့သောကန်ဆာတွေကို ဖြစ်နိုင်ခြေ ျော့ကြစေလို့လည်းဆိုပါတယ်။ဒါပြုံမှခုခံအစနစ်ကိုလည်းကောင်းမွန်စေတယ်။ဒါကြောင့်မလို့နှာစီးချောင်းဆိုအလွယ်မဖြစ်နိုင်တော့ပါဘူး။ဒါပြုံမှအရွက်တင်နုပြိုစေလို့လည်းဆိုပါတယ်။ဒါကြောင့်မလို့အကြံပြုကျင်တာကဒီနေ့ကိုနိုင်ဝက်လောက်လမ်းပုံမှန်ရှောက်ပါ။တပတ်ကို900လောက်ရှောက်မယ်ဆိုရင်ရပါတယ်။ဒါပြုံမှလမ်းလျှောက်တဲ့အခါမှာတကယ်လို့ကိုကရှုဖက်နဲ့စီးပြီးရှောက်လေရပါတယ်ရှုဖက်နဲ့မစီးဘဲနဲ့ ကိုရဲ့ခြံထဲမှာရိုးရိုးချင်ချင်ဖက်နက်စီးပြီးရှောက်ရင်လည်းရပါတယ်အရေးကြီးတဲ့ချက်ကတော့လက်မလျှောက်ခင်မှာရေကိုတောက်ပါရေတက်ပြေးဝဖို့လိုအပ်ပါတယ်ပြီးလို့ရှိရင်လက်မလျှောက်ခင်မှာအကြောလျှောက်ပါလမ်းလျှောက်ပြီးလို့ရှိရင်လည်းအကြောလျှောက်ပါဒါပြေအောင်မှလူများတဲ့နေရာတွေမှာရှောက်မယ်ဆိုရင်တော့သတိထားပါကိုရဲ့ရှောက်တဲ့နေရာမှာအနေရှိတဲ့ပစ္စည်းတွေရှိတယ်ဆိုရင်တော့သေချာရှင်းထားဖို့လိုအပ်ပါတယ် ဗီဒီယိုလေးကအကျိုးရှိမယ်လို့ထင်ပါတယ်သိချင်တာရှင်လဲကွန်မန့်မှာမေးလို့ရပါတယ်ဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးအတွက်အားလုံးကိုကျေးဇူးများကြီးတင်ပါတယ်